ဒါကတော့မိုးကြိုးနဲ့ပြရတော့တစ်သက်လုံးမှအရှက်ရဆုံးအချိန်ပဲဖြစ်မှာပါခန္ဓာကိုယ်အောက်ပိုင်းနေရာမှာမတ်မော့တပင်ဆိုက်ခံရရုံနဲ့မကဘူးခန္ဓာကိုယ်ကနေအဆက်မပြတ်အပင်အတွက်အာဟာရတွေပေးပို့နေရသည်တဲ့အသက်ရဲ့နောက်ဆုံးအချိန်ထိပါပဲပုံမြင်ကကဘာမြေကြီးပြည့်စည်ပြီး230အကြာမှဖြစ်ပွားခဲ့တာပါအဲဒီအချိန်ရဲ့ကဘာကအပြည့်အစည်းမြေပြင်ကြီးဖြစ်သွားခဲ့ပြီးနေရာတကာမှာတည်ဆုံးခြင်းငွေသက်တွေပြည့်နှက်နေပါတယ်ကံကောင်းစွာနဲ့အသက်ရှင်ကြရတဲ့လူတွေကအကန့်အသတ်ရှိတဲ့အရင်းမြစ်ကိုလူယူဖို့အတွက်ရက်ဆက်ကြံကြုတ်ပြီးသွေးဆာလောင်လာကြတယ်။နေရတိုင်းကတက်ဖြတ်တိုက်ခိုက်နေကြတယ်။ ဒါပေမဲ့ဒီကဘာရဲ့တောက်တနေရာမှာလူသားတွေရဲ့နောက်ဆုံးယဉ်ကျေးမှုအနေချင်းလေးကြံ့နေပါသေးတယ်။လူတိုင်းကအေဂျင့်စွာလောက်ကန်စားတောက်ပြီးနေထိုင်ရတာကိုအယံပျော်ရွှင်ကြတယ်။အပြင်ဘက်ကအခြေအနေမတူတဲ့ပျော်ရွှင်ပွဲကောင်းတဲ့တီးခြားနေရာလေးပါပဲ။ဒါပေမဲ့အေးဆေးတည်ငြိမ်တဲ့နေရာကနောက်ဆုံးတော့လေကန်ဆုံးမှုကြားရောက်လာခဲ့ပါတယ်။အဲဒီနေမှာညီမနှစ်ယောက်ကအနောက်ဘက်ကတောင်ပေါ်ကိုလာပြီးအတီးခုနေတဲ့အချိန်ကောင်မလေးကသူတို့နဲ့မဝေးတဲ့နေရာမှာရိုင်းဆိုင်ရက်ဆက်တဲ့သူတစ်ဖွဲ့ရှိနေတာကိုတွေ့လိုက်ရတယ်။ ကိုရဲနေထိုင်တဲ့နေရာကိုတွေ့သွားရင်ဒီနေရာကတေချာဘော့ကဆိုကြီးကိုကြုံရနိုင်တယ်လို့စဉ်းစားမိသွားတယ်။ဒီလိုကိစ္စမဖြစ်စေဖို့အတွက်ဒေါ်လာကညမာလေးကိုအဲ့ဒီနေရာမှာပဲနေခိုင်းပြီးရှောင်မသွားခိုင်းမယ်။တယောက်တည်းတိတ်တိတ်လေးအနည်းကိုကတ်သွားတယ်။သူတို့အသားကိုခွဲဝေနေတဲ့အချိန်မှာကောင်မလေးကမော်တော်ဆိုင်ကနားကိုမမြန်သွားလိုက်ပြီးဆိုင်ကရဲ့စီပိုက်ကိုဖျက်လိုက်တယ်။ကောင်မလေးချောင်းကြီးနေတဲ့အချိန်မှာပဲမထင်ထားတဲ့အဖြစ်ကဖြစ်သွားခဲ့ပါတယ်။ကောင်မလေးကဒီလိုနဲ့ပဲနေရာမှာရိုင်းဆိုင်ရဲ့ဆက်သူရဲ့အဖမ်းကိုခံလိုက်ရတယ်။ ကြောင်လန်ပြီးတော့ကောင်မလေးကရိုင်းဆိုင်ရက်ဆက်သူရဲ့ပေါင်ကိုဓာတ်နဲ့ထိုးလိုက်ပြီးအဲ့ဒီနေရာကနေထွက်ပြေးလာခဲ့ပါတယ်။ကောင်မလေးကဥချုပ်ကိုမှုတ်လိုက်တော့မျိုးတဲ့စုကချက်ချင်းသတိထားမိသွားတယ်ဆိုပေမဲ့လေအဲ့ဒီအချိန်မှာတယောက်တည်းဖြစ်နေတဲ့ကောင်မလေးကနောက်ဆုံးတော့လေအဖမ်းခံရတဲ့ကန်တရားကနေမလွတ်မြောက်ခဲ့ပါဘူး။မတက်နိုင်တော့တဲ့အဆုံးဒေါ်လာကထပ်လာပြီးတော့ကိုဘကဥချုပ်ကိုမှုတ်လိုက်ပြီးမျိုးတဲ့စုရဲ့နေပြေကျူးကျော်ခံနေရတဲ့ဆိုတာကိုအသိပေးခြင်းခဲ့ပါတယ်။မျိုးနဲ့စုတွေကချက်ချင်းပဲတိလိုက်ပြီးလိုက်သွားပေမဲ့ ီလိုသတင်းပေးပို့တဲ့အပြုအမူကြောင့်ပဲရန်ဆိုင်ရက်ဆက်သူကရိုက်ခံရပြီးမူမိတ်သွားတဲ့ဒေါ်လာကိုအရင်ခေါ်သွားပြီးမှအဖွဲထက်ဆိုပြီးဒီနေရာကိုပြန်လာတိုက်မယ်လို့ဆုံးဖြတ်လိုက်ကြတယ်။အဲချွေအဲဒီနေရာကိုရောက်လာတဲ့အချိန်မှာလူစုကအစောကတည်းကထွက်ပြေးသွားခဲ့ပြီးကောင်မလေးလမ်းညွန်တဲ့အတိုင်းအမျိုးသမီးကလူမျိုးစုကောင်းဆောင်တဲ့အမြင်စီပြီးအဲဒီဘက်ကိုလိုက်သွားပြီးသူတို့ရဲ့နောက်မှာထတ်ချက်မခွာလိုက်နေခဲ့ပါတယ်။ခဏလေးအတွင်းမှာပဲသူတို့ကလူစုရဲ့ရိတ်ရောင်ကိုတွေ့သွားတယ်။တနက်ပြကျွမ်းကျင်သူအနေနဲ့လူမျိုးစုကောင်းဆောင်ကတခါတည်းနဲ့ပထမဆုံးလူတစ်ယောက်ကိုပြစ်တက်လိုက်နိုင်တယ်။ မော်တော်ဆိုင်ငယ်လူခံရမှာကြောက်တာကြောင့်ရိုင်းဆိုင်ရဆက်သူကချက်ချင်းမဲ့ဆိုင်ငယ်ဘောကနေခုံဆင်ပြီးတံမောင်းဖို့လုပ်ပါတယ်။ဒါပေမဲ့နောက်ကနေလိုက်လာပြီးနောက်ဆုံးသူကအနည်းငယ်များနေတဲ့အခြေအတွေမှာဆိုင်ငယ်ကိုမောင်းလိုက်နိုင်ပေမဲ့လူတက်ဖို့ဆရာထက်တန်နေတဲ့အခြေကိုရင်ဆိုင်နေရတော့ခဏလေးတွေ့မှာပဲသူကတခါတည်းကြဆုံသွားပါတယ်။လူမျိုးစုကောင်းဆောင်ကတနက်ကံပြီးရောက်လာတော့အဲချွေကတိုက်ခိုက်မှုပြီးသွားခဲ့ပါပြီ။သမီးကိုကယ်တင်နိုင်ဖို့အတွက်အမျိုးသမီးကလူမျိုးစုကောင်းဆောင်ကိုနှုတ်ဆက်ခဲ့ရတယ်။အမျိုးသမီးကသမီးအတွက်နဲ့မျိုးနွယ်စုတစ်ခုလုံးရဲ့ဘေးကင်းလုံခြုံရေးကိုလှစ်လှူရှူထားလို့မရဘူးလေ အခုကသမီးကမိခင်ရဲ့တာဝန်ဝတ္တရားကိုဖော်ပြရမယ့်အချိန်ပါပဲအနောက်မှာရှိတဲ့အဲချွေရဲ့ဒေါ်တာကိုခန်းစားမိလို့ထင်တယ်နိုင်ဆိုင်ရဲ့ဆက်သူအားလုံးကလီဘာကိုအားကုန်တင်ပြီးအ мян ဆုံးအနေနဲ့သူတို့နေတဲ့နေရာကိုရောက်အောင်သွားခြင်းနေကြပါတယ်ထင်တဲ့အတိုင်းပဲကန်ဆိုးမှုကရောက်လာခဲ့ပါတယ်အားလုံးကမထင်တာဘူးအကွာဝေးကဒီလောက်ဝေးတာကိုအမျိုးသမီးကသူတို့ကိုတစ်ချက်ထင်းနဲ့ခေါင်းကိုထီအောင်ပြင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ပို့ဆိုတာကဒီအချိန်မှာအမျိုးသမီးကသူတို့စီတတ်တတ်မတ်မတ်လာနေပါတယ် အဲချွေနောက်ကလိုက်လာတဲ့အန်ဒီရဲကိုဖျက်တောက်ပြစ်ဖို့အတွက်သူတို့နှစ်ယောက်ကဆိုင်ကယ်ရဲ့စီတိုင်ကြီးနဲ့ဘင်းကိုဖြုတ်လိုက်တယ်။ဒီလိုနဲ့မှစိတ်ချပြီးထွက်သွားလိုက်တယ်။သူတို့ကမီကင်တယောက်ရဲ့ဆွဲတက်တီကိုရှော့တွက်လိုက်မိပါတယ်။ခဏလေးအတွင်းမှာပဲအဲချွေကအဲ့ဒီနေရာကိုရောက်လာတယ်။အမျိုးသမီးကတစ်ချက်ကြည့်လိုက်ပြီးတဲ့နောက်အားပိုကောင်းတဲ့ဆိုင်ကယ်ကိုတွေ့သွားတယ်။ပုံမြင်တဲ့နီးနဲ့လိုက်သွားဖို့အတွက်အမျိုးသမီးကကိုစီးတဲ့ဆိုင်ကယ်ရဲ့ဘင်းကိုဖြုတ်လိုက်ပြီးတခြားဆိုင်ကယ်မှာတက်ဆင်လိုက်တယ်။ဒီလိုဆိုရင်အမျိုးသမီးကထပ်ပြီးတော့ခရီးကိုသွားလို့ရပြီ။တစ်ချိန်တည်းမှာပဲအရှိဘက်မှာမူးမေးနေတဲ့ထော်လာကတတိယလာခဲ့ပါတယ်။ ကမာလီကညံကောင်းစွာနဲ့ဆိုင်ကယ်ရဲ့စီပိုက်ကိုကိုက်ဖြတ်လိုက်တော့ရိုင်းဆိုင်ရဲ့ဆက်သူကဆိုင်ကယ်ရက်ပြီးတော့ပြန်ပြေတော့တယ်။ဒီအပြုမှုတသေးလေးကြောင့်ပဲကမာလီကမိခင်အတွက်အချိန်ရအောင်ယူလိုက်နိုင်ပါတယ်။နောက်တစ်ရက်မိုးလင်းတဲ့အချိန်မှာပဲအဲချွေကသူတို့ကိုလိုက်မိသွားတယ်။အမျိုးသမီးကအချိန်လေးကိုတွေ့တော့လဲတွန်းဆုံမနေတော့ပဲရှစ်ဆက်သွားဖို့လမ်းကြောင်းကိုချက်ချင်းပြောင်းလိုက်ပြီးအမြင့်ဆုံးတောင်စီကိုတက်တက်သွားလိုက်တယ်။လက်ဆက်တတ်တော်အမျိုးသမီးကဒီနေရာမှာချက်သမီးကိုရအောင်ခဲထုံမယ်လို့ရည်ရွယ်ထားတာပဲ။ဘာမှမသိတဲ့နှစ်ယောက်ကသူတို့ဒီအချိန်မှာအသက်အန္တရာယ်နဲ့ကြုံနေရပြီဆိုတာကိုလည်းမသိခဲ့ပါဘူး။ အသေးမော်ကဒီလိုနဲ့ပဲငရဲရောက်သွားတဲ့ဆိုပေမဲ့လည်းဒီအချိန်မှာကချုံးမွေးစွာနဲ့သူတို့နေရာကိုရောက်သွားခဲ့ပါတယ်တေရင်းကလုံးမြောက်လာတဲ့ရိုင်းဆိုင်ရက်ဆက်သူကချက်ချင်းပဲ OAC ရဲ့တရင်ကိုအားလုံးကိုပြောပြလိုက်တယ်။နောက်ပြီးလက်ထဲကကောင်မလေးကသူခက်ခက်ခဲခဲနဲ့ဖမ်းလာတဲ့သက်တည်ပါပဲ။ယာရုတိုချမ်းသာပြီးဘဝရဲ့အထုထိတ်ကိုရောက်ဖို့အတွက်သူကမဆောင်နိုင်တော့ပဲခေါင်းဆောင်ကိုတရင်ပို့ဖို့လုပ်ပါတယ်။သူကုတ်ကုတ်ကိုအထင်ကြီးနေတဲ့အချိန်ကိုထော်လာကတေချာစောက်ကြည့်နေတယ်ဆိုတော့ကိုနည်းနည်းလေးမှသတိမထားမိခဲ့ပါဘူး။တခါတည်းကြံစီပြီးသူတို့အဲ့ဒီအချိန်မှာထာဝရရဆိုင်သွားစီပါတယ်။ ဒီလိုလုံလိုက်တယ်ဆိုပေမဲ့လည်းကောင်မလေးကဒီနေရာကနေမလွတ်မြောက်နိုင်ခဲ့ပါဘူးဒေါ်လာကမျက်မျက်တွေ့ရှိသူနောက်ဆုံးတစ်ယောက်ကိုတတ်လိုက်ရင် OAC ရဲ့ဒီနေရာကိုဖုံးကွယ်လို့ရနိုင်ပြီလို့ထင်နေခဲ့ပါတယ်ဒါပေမဲ့ကောင်မလေးကဘလို့လုံဆံပြောက်ကိုဖုံးကွယ်ထားလို့ရမှာလေဒီနေရာပြီးဒီနေရာကြမ်းဖက်စစ်ဆေးပြီးတဲ့နောက်အဖွဲ့ဆရာဝန်ကကောင်မလေးရဲ့ပုံမှန်နဲ့မတူတဲ့အချက်ကိုတွေ့ရှိသွားတယ်သူရဲ့ခန္ဓာကိုယ်ကအရန်ကြမ်းမာတာပဲဆံပြောက်စိတ်ထဲကနေသိနေခဲ့ပါတယ်ပစ္စည်းဥစ္စာပေါများကျော်ရတဲ့နေရာမှာနေရလို့ဒါဒီလိုကောင်းမွန်တဲ့အခြေအနေရှိနေတယ်ဆိုတာ ။ OIC ရဲ့ဒီနေရာကိုလိမ့်လည်ပြီးရယူနိုင်ဖို့အတွက်စံပြောက်ကအရင်လိုပုံစံမဟုတ်တော့ပဲမျက်နှာချိုသွေးသွားပြီးကောင်မလေးကိုစေအေးလေအိနဲ့ဒီနေရာမှာခြိုက်တယ်လို့အနာယူခိုင်းပါတယ်။မနေ့ပြန်သူကိုယ်တိုင်ကောင်မလေးကိုနေရက်ပြန်လိုက်ပို့ပေးမယ်။ဒေါ်လာစိတ်ထဲမှာမတိပဲဘယ်နေပလဲ။ဒါကသူကို OIC ရှာဖွေဖို့ခေါ်သွားခိုင်းတာပဲ။ဒါပေမဲ့အချိန်နဲ့ကောင်မလေးကိုစောင့်ကြည့်နိုင်ဖို့အတွက်စံပြောက်ကအနီးကအဆောင်ကိုအနားမနေဖို့စီလှော်လိုက်တယ်။ တောင်မာလီကိုကာကွယ်ဆောက်ရှောက်ဖို့အတွက်လို့ပြောရဲဆိုပေမဲ့လည်းနောက်ဆုံးရွေးချက်ကဒေါ်လာပါစက်ကနေသတင်းချက်လက်ရယူခြင်းလို့ပါပဲ။ထင်းတဲ့အတိုင်းပဲအမျိုးသမီးကဒေါ်လာကိုပြုစုဆောက်ရှောက်နေတဲ့အချိန်မှာသူကထူဆန်းအော်စွာနဲ့ကောင်မာလီအိတ်ထဲကပစ္စည်းကိုတွေ့သွားတယ်။စစ်ဆေးကြည့်ရှုပြီးတော့အမျိုးသားကချက်ချင်းပဲတလုတ်စားလိုက်ပြီးအရသာမြည်ကြည့်နေပါဗျ။တကယ်ပဲအရန်ကိုစားလို့ကောင်းတယ်။အမျိုးသားကတခြားသူတွေကိုပါမိခိုင်းစေခြင်းတဲ့အချိန်မှာပဲနောက်တစ်ဆက်ကပါအဲချွေနဲ့မထင်မဲ့ပဲထိတိုက်တွေ့သွားပါတယ်။ အမျိုးသမီးကနည်းနည်းလေးမှမတွေ့ဝေပဲချက်ချင်းဆိုသလိုအမျိုးသားကိုပြစ်တက်လိုက်တယ်။ဒေါ်လာကမိခင်တလောင်အမြန်ကြီးသူ့ကိုလာခဲ့မယ်လို့မထင်ထားမိဘူး။အစကတော့နောက်ဆုံးတယောက်ကိုတက်ပြီးရင်သူတို့ခက်ခဲမရှိထွက်ပြေးလွတ်မြောက်နိုင်မယ်လို့တွက်ထားတာ။တစ်ဖက်ကလူကဒူးထောက်ပြီးတော့အသက်ချမ်းသာပေးဖို့တောင်းဆိုတော့အဲချွေကစိတ်ပြော့သွားပြီးသူကကိုယ့်ရဲ့သမီးကိုနာကျင်အောင်မလုပ်ဘူးဆိုတော့သူ့ကိုလွတ်ပေးလိုက်တယ်။မမုံဒီမျိုးစီကိုကောက်ယူပြီးသမီးကိုခေါ်ပြီးတော့အဲဒီနေရာကနေလက်ထွက်ပြီးထွက်ပြေးလာခဲ့ပါတယ်။